ီတော်မို့ဒီသူကဘက်ဆုံတော်တယ်ဘက်ဆုံတော်ဆိုတော့သူကသင်းဆောင်တာလည်းအရန်တော်တယ်လို့တချင်းဆိုလည်းအရန်ကောင်းတယ်အဲ့ဒီဒီတချင်းလေးမှာကျွန်တော်အများကြီးသူ့မပြောပြလိုက်ရဘောကျွန်တော်သူနားလည်းလွယ်အောင်ပေါ့ရုပ်ရှင်ကာရကာရိုက်လို့ရှိရင်ဘလူးကာရက်တာနဲ့ဘလူးမူးထည့်တယ်ဆိုရဟာမျိုးပေါ့ဒီတချင်းလေးမှာဘယ်စာကြောင်းမှာဘလူးလေးဘယ်စာကြောင်းမှာဘလူးလေးဆိုအဲ့လိုပြောလိုက်တာနဲ့သူကသဘောပေါက်တယ်လား တော့မို့အဓိကတော့ဟိုသူတို့ကရှိရချင်းဝေတာမဟုတ်ဗျအဲ့ဇက်ကတီးတတ်အပ်တာတီးတတ်အပ်တာဆိုတာကဟိုဟာပေါ့ညီလေးညီတူနဲ့အဲ့ဒီကားရှိမှာအဲနှောင်ရုပ်ရှင်ဇက်ကတော့မလဲအဲ့လိုပဲတီးတတ်သူတို့ဟိုစာလိုချင်တာကိုပြောပြောမှအဲ့တော့ဗောနော်အဲ့တော့အဲ့တော့ကလည်းတည်တည်ချာချာလေးစီရောကိုပါနှစ်ပြီးတော့အတုပညာလည်းဆန်းဝင်ပြီးတော့နေတိုးနဲ့တေချာတိုင်ပြီးတော့လုတ်ဖြစ်တယ်ဗောနော် အခုလေကံဝင်ကတူးကမရိုက်ခင်ကလေးကူကအဲကျွန်တော်တို့ဒီဇက်ကားနဲ့ပတ်သက်ပြီးတော့အဲရေးပြဖို့ပြောတဲ့အခါကျကျွန်တော် suffering ကိုအရင်မေးရတာပေါ့ကိုကိုရေးတဲ့တခြင်းလေးကဒီဇက်တစ်ခုလုံးနဲ့အကျုံးဝင်နေလေနောက်ပြီးတော့ဘယ်ဇက်ဝင်ကဘယ်ဇက်ဝင်ကဘယ်နေရာမှာဘာအကြောင်းကြောင့်ဘာညာနဲ့အကုန်လုံးတိကျမေးပြီးတော့မှဒါကိုဒီဇက်ကားနဲ့ live ဖက်အောင်လို့ ရေးရတယ်ယူယူနဲ့မုံမုံတို့ချစ်ကြတယ်ယူယူနဲ့မုံမုံတို့ကားကြတယ်ပြီးယူညားတယ်တို့စုံတွဲရွှေယူတို့မူမင်္ဂလာရှိတဲ့တွင်ရုပ်ရှင်ကာယူတိုင်းကာယူတိုင်းကျွန်တော်ရေးရတဲ့အခါမှာအမတန်းမှစိတ်နှစ်ပြီးတော့တော်တော်ကိုသတိထားလို့ရေးရတယ်ဘောနော်အာအခုဒီတချင်းလေးကတော့ကျွန်တော်ပုတ်ပုတ်ပါပါပါပဲဘာလို့လဲဆိုတော့ဟိုအကြောင်းအရာနဲ့ဟို support ဟိုလို့ဖို့အတွက်ကိုစကလုံးရော တန်တယ်ဟောအရင်သတိထားစရာမလိုဘူးမလိုဘူးဆိုတာသူကအကြောင်းအရာဟိုကဒီထက်ထက်တော့နဲ့စီဖြူနဲ့အဲနေတူးနဲ့၃ောက်၃မှုဆိုင်ဇလန်းမှာအဲနေတူးကထက်ထက်တော့နဲ့အဲရွာမှာအတူတူကကြရတယ်ပေါ့နော်ကကြရတဲ့အချိန်မှာသုံးမယ်ဆိုတော့ဒါဟိုကပေါ့အကြောင်းအရာအနေနဲ့ကအများကြီးသိစင်းစားစရာမလိုဘူးပေါ့နော်ဒါနဲ့ဘာလို့သတိထားရသတိထားလို့ရေးရလဲဆိုတော့ တော့ဥရှိယူနတော်မှုဆိုတာကျွန်တော်မြမယူရလို့ပဲအစင်ဆက်သူကရှိခဲ့တယ်ရှိခဲ့တဲ့အခါကျတော့ဒီရဲ့ delete ရဲ့လူဒီမှာဟိုတိတိချာချာဖမ်းရတာပေါ့နော်ဆိုတော့ဟိုယူရလဲပျောက်သွားလို့မရအောင်နောက်တစ်ခုကခစ်အနေထားနဲ့လေဒီခစ်လူငယ်လူကြီးလူလက်အကုန်လုံးခံစားလို့ရအောင်အဲ့အဲ့ပုံစံမျိုးနဲ့စဉ်းစားပြီးတော့မှဒီဇက်ကိုလည်းတေးချာအအစဆုံးဖတ်ပြီးတော့မှကိုရေးရမယ့် အခုရေးတဲ့တခြင်းနဲ့ကကမဲ့နေရာပေါ့နော်သုံးမဲ့နေရာကိုတခြားတည့်ပြီးတော့မှသူတို့ရိုးရာဟိုဥရှိယူတော်မူကဟိုအစင်ဆက်ဟိုရှိခဲ့တာဟိုအာတောင်တောင်စားလိုက်နောက်လိုက်ပြောနေအာရိုးတယ်အားတယ်ပေါ့အာတော်မူကိုလည်းတောင်တောင်အပြန်လဲစားသားကြီးတွေမှာလည်းအပြန်လဲစားကြနောက်ကြတယ်ကကတော့လည်းအပြန်လဲစားကြနောက်ကြပြီးကကြတယ်ဆိုတော့အဲ့ဘုတ်တွေကိုယူပြီးတော့ ဒီခစ်ပုံစံနဲ့လည်းလိုက်ဖက်အောင်ခစ်ကလည်းဟိုကအာဆယ်လီလီခစားတဲ့ခစ်ဆိုတော့ဆယ်လီရွှေရူးပေါ့အော်မော်ဒယ်လီခစားတဲ့အချိန်ဖြစ်နေတဲ့ခါကျတော့မော်ဒယ်တော်မူပေါ့အဲအဲ့လိုမျိုးတူပြီးတော့ဆယ်လီရွှေရူးနဲ့မော်ဒယ်တော်မူပေါ့အဲအဲ့လိုဟိုကျွန်တော်အဲတေချာဘာလို့တက်ကထားလဲဆိုတော့ရုပ်ရှင်ကားအတွက်လည်းအဓိကတက်ကထားသလိုဒီတစ်ချိန်လေးကအဲ TikTok မှာတင်လိုက်လို့ရှိရင် TikTok မှာလိုက်ပြီးတော့တော်တော်များများလိုက်ပြီးတော့ဆော့ခြင်းနဲ့နော်ကခြင်းနဲ့ ပုံစံလေးဖြစ်လာအောင်နောက်တစ်ခုကအလူပွဲမင်္ဂလာပွဲအာကထိန်ပွဲဘာကြလဲဆိုလို့ရှိရင်ဒီသချင်းလေးကအသုံးတည့်နိုင်အောင်ဒါတွေအားလုံးဘက်စုံစဉ်းစားပြီးတော့မှဒီသချင်းလေးကိုတည်တခြားကျွန်တော်ရေးပြတာဒါဆိုရင်အချက်စမ်းမဲတော်မဟုတ်ဘူးနော်ညာဒါဆိုရင်အချက်စမ်းမဲတော်မဟုတ်ဘူးနော်ဟင်းရှက်တယ်ရှက်တယ်ဘာမှနှောင်ရုပ်ရှင်ဇာတ်ကားတော့ကကျွန်တော်တမိရွှေနှန်းကျွန်တော်တပည့်တွေရွှေနှန်းထက်ပေါ့နော်အာသူ့အတန်ကာလာလေးနဲ့ အဲဟိုဟာသူဆိုတဲ့ပုံစံလေးနဲ့သူ့ကျွန်တော်ဆိုဆိုခိုင်းတော့သူကပထမမဆိုမဆိုရဲဘူးဆရာတမီးမဆိုရဲဘူးဟိုရွှေရှင်ကားကြီးဖြစ်နေတော့ဆိုတော့ဟုတ်ဘူးတမီးတမီးရေချင်းကိုဆရာယုံတယ်မိဆိုဖြစ်မှာဆိုတော့အဲ့လိုမျိုးတွန်းအားပေးပြီးတော့ဟိုဟာပေါ့ဆိုခိုင်းရတာပေါ့သူလည်းကြိုးစားတယ်ပေါ့နော်ကြိုးစားပြီးတော့အာသူသူလည်းဆရာကိုကြောက်တာနဲ့ဆရာစကားလာတော့ဆိုလည်းတော့နှောင်းသင်းလေးကတော်တော်လေးကိုချစ်ချစ်မြင်ဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားပြီးတော့အာဇက်ဇက်ကားထဲမှာတော့သူက ending song ဖြစ်သွားတယ်ဂန်တုံကတူး ဒီကာလာအလအအကောအနေတူကိုယ်တိုင်လည်းစုမယ်ဆိုတော့ကဲအာဒီသမီးကိုပဲဆက်ပြီးတော့ငါစုခိုင်းရမယ်ပွဲထုတ်မယ်ဆိုတော့အာသမီးရေအာအနောက်နှောင်းကလည်းသမီးဆိုတာကြိုက်ကြတယ်အဲဒီတချင်းလေးကိုအခုသမီးကျူးစားဆိုတော့ဒီတခါဒီတခါကိုကြာတော့သူကအာရဲ့သူကျူးစားမယ်ပေါ့ဆိုတော့အဲ့နဲ့သူစုစုခိုင်းဖြစ်တယ်ပေါ့နော်ယိုးလုံးတော့ရှက်မိပါတယ်ယိုးလုံးတော့အာရနိမေဒီတော့ ဟောဘက်စုံတော်တယ်ဘက်စုံတော်ဆိုသူကတင်းဆောင်တာလည်းအရန်တော်တယ်လို့တချင်းဆိုလည်းအရန်ကောင်းတယ်အဲ့ဒီတချင်းလေးမှာကျွန်တော်အများကြီးသူ့မပြောပြလိုက်ဘူးကျွန်တော်သူနားလေလွယ်အောင်ပေါ့ရုပ်ရှင်ကာရက်တာရိုက်လို့ရှိရင်ဘလူကာရက်တာနဲ့ဘလူမူးထည့်တယ်ဆိုရဟာမျိုးပေါ့ဒီတချင်းလေးမှာဘယ်စာကြောင်းမှာဘလူလေးဘယ်စာကြောင်းမှာဘလူလေးဆိုအဲ့လိုပြောလိုက်တာနဲ့သူကသဘောပေါက်တယ်လေဗျအာသူဆိုကနှစ်ခါပဲဆိုလိုက်ရတယ်တချင်းတမှုလုံးလေ EMS studio မှာသူအစိုးထက်တော့နှစ်ခါပဲဆိုလိုက်ရတယ်အဲ တချင်းတွေတော်တော်ကောင်းသွားပါတယ်။ယူယူနဲ့မဖို့ဝချစ်ကြပါယူယူနဲ့မမို့ဝချစ်ကြတာကျွန်တော်ရေးတဲ့တချင်းတိုင်းအကုန်လုံးအကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်ကအပုတ်တိုင်းဝင်ကြိုးစားပါဟောပေါ့ဟိုအဓိကငွေကြီးရအဓိကမဟုတ်ပြငွေကြီးရအမတချင်းအဲကျွန်တော်ယူသချင်းကြီးတဲ့၅သိန်းယူတယ်အဲရွေးရှင်ဆောင်ဝတ်တည်ယူတယ်၁၀သိန်းယူတယ်ဆိုကြပါစို့ဒီဟာကငွေကြီးရခဏပဲလေဒါ၃လခဏနဲ့ကုန်သွားတာအဓိက မှတ်တိုင်ပေါ့နော်ဆိုကိုရေးတဲ့တချင်းမှန်သမျှထဲမှာပရိသတ်ချိန်ပြီးတော့တင်ကြံခဲ့မဲ့တချင်းမျိုးတွေဖြစ်ဖို့အရေးကြီးရယ်ဆိုရင်စိတ်ပေါ့နော်အဲ့ဒါအဲ့ဒါလေးကိုပဲအဓိကထားပြီးတော့အာငါကျွန်တော်ရေးတဲ့ချင်းမှာဘယ်တချင်းလေးတွေဘယ်ချင်းဘယ်ချင်းလေးတွေကမှတ်တိုင်ဖြစ်တယ်ဆိုတာဟာဒီဖြစ်ချင်တာဟုတ်ဖြစ်ချင်တဲ့အခါကျတော့ကျွန်တော်တော်တော်ကြီးကိုဟိုသတိထားတယ်တချင်းတိုင်းကိုသတိထားတယ်အဓိကအဓိကပိုသတိထားတာရုပ်ရှင်ဇာတ်ဝင်ဒီဒီရေးတဲ့ပိုသတိထားတယ်